လုံးမင်္ဂလာပါကျွန်တော်ကတော့ chef main ခတ်မော်ပါခနောရဲ့ master of the kitchen အစီအစဉ်ကတော့ episode 7ကိုရောက်ရှိလို့လာပါပြီအရင်ပိုင်းဒီမှာကျွန်တော်ချက်ပြခဲ့တဲ့ဟင်းလျာတွေကိုခနောကအစ်စ်ထွက်ထားတဲ့ဗတ်စုံသုံးဟင်းခတ်အရာတော်မုံကိုတုံးပြီးတော့ချက်ပြချရလားဒီတစ်ပတ်မှာကတော့ကျွန်တော်ကအထူးအဲ့တဲ့တော်တယောက်ကိုဖိတ်ကြားထားပါတယ်အဲ့ဒါကတော့ online ပေါ်မှာအစားအစာတွေကိုတစ်မျိုးပြီးတစ်မျိုးမျိုးရိုးရအောင်စားပြနေတဲ့ micron ball လို့ခေါ်တဲ့မလိုင်လုံးပဲဖြစ်ပါတယ်မင်္ဂလာပါညော online မှာစားရတာအားမရလို့အခုကခေါင်းဆောင်ကိုရောက်လာတော့ဟုတ်ကဲ့အဲ့ဒါဆိုတော့လေဟိုက ဒီမှာစားကျင်တဲ့ဟာချက်ကျွေးရမှာပေါ့။ဟုတ်ဒီနေ့ရောဗာချက်ကျွေးမှာလဲနော်။ဒီနေ့ကကျွန်တော်အရင်တစ်ပတ်တုန်းကကျတော့ကိုအဒမ်ဦးနဲ့မြန်မာပြည်အောက်ပိုင်းကအမွန်စားစာပေါ့နော်။နှပေါင်းတို့ကလေးလုပ်ထားတယ်။အဲ့တော့ကြောင့်မလို့ဒီတော့မှညီမကိုထူးထူးခြားခြားလေးဖြစ်သွားအောင်မဲလေးနှိုက်ပြီးတော့ခင်းပွဲလေးယူမယ်လို့စီစဉ်ထားတယ်။ဘလာတော့မပါဘူး။ဘလာမပါဘူးဆိုတော့အဲ့ဒါကြီးကြည့်ပါဦး။ဟုတ်ကဲ့။ဟုတ်ပဇွန်ကင်တော့ပါ။ဟုတ်ပဇွန်ကင်တော့။အဲ့တော့ညီမပဇွန်ကင်တော့ဆိုတော့ဘလူးစတိုင်လေးစားကြတယ်။ လုံကအာလုံကရခိုင်ဆိုတော့လုံကိုရခိုင်စတိုင်လေးတုတ်ပေးပါလားဟောလုံကရရခိုင်လားဟောမသိတာဟုတ်ဟောရှင်ဟောပရိသတ်တွေလည်းသိသိကြမယ်လို့တော့မထင်ဘူးเนาะအာဟုတ်ကဲ့ရှင်လုံကရခိုင်လူမျိုးပါဟုတ်ကဲ့ဟုတ်အဲ့ဆိုရင်တော့ကျွန်တော်တို့ဒီနေ့ပစုံကင်တုတ်လေးကိုရခိုင်စတိုင်လေးတုတ်လိုက်ဟုတ်ကောအဲ့ဆိုရင်စပြီးတော့ပြင်လိုက်ရအောင်เนาะဟုတ်ကဲ့ပါလုံကိုပြင်မယ်လေးเนาะဟုတ်ကဲ့ကဲအဲ့ဆိုရင်အခုစပြီးတော့ပြင်လိုက်မယ်လေဟုတ်ကောအစုံဒီနေ့မီးလေးနည်းနည်းกินပြီးမှတုတ်လိုက်ပို့ပြီးတော့အနံလေးလည်းမှွေသွားတာပေါ့ဟုတ်ဟုတ်အဲ့ဒါဆိုရင်အခု ကျွန်တော်လေးกินပြီเนาะဟုတ်ကောဘုဇုံกินကြရတော့လုံးတော့ကန်ကောင်းတော့ဘုဇုံကပင်းလေစာကြိုက်တဲ့လူတွေရောရခိုင်စာကြိုက်တဲ့လူတွေရော all time favorite ဟာဘုဇုံလေးကဒီလိုမီးသီးနည်းနည်းกินပြီးတော့မှกินလိုက်တော့ပို့ပြီးတော့ပြီးသွားတာပေါ့เนาะပြီးအချိုလေးလာထွက်မှာပါချိုလေးထွက်မှာပါတော့ဘုဇုံအခွေးငါးအနှွေးဆိုတော့အကြိုက်တော့กินစရာတော့မလိုဘူးပေါ့เนาะ กินနေတာမှာရဲလာရဲလာအခုညီမဒါလေးกินထားတဲ့အချိန်မှာအခု ဒီမြူသီးလေးနေနေလော်ထားတယ်အဲ့ဒါလေးထောင်းလိုက်မယ်နော်အာကွက်တီပဲဆန်မြူသီးညက်ချက်တော့ထောင်းလိုက်ဟုတ်လုံတော့အိမ်မှာကြတော့သူကဖွာရခိုင်စာကြီးချက်တော့ညားရယ်ပေါ့ညားရယ်သူကပြောရလို့ရှိရင်မိဖို့ကြောင့်မှာ तू လိုက်ရည်ရွယ်กว่าအကုန်လုံးမိလေးကိုသူကတရက်တစ်မျိုးဘာချက်ပေးရမလဲအဲ့လိုမျိုးနဲ့ပဲသူကအဲ့ဒါကြောင့်မလို့လုံကလည်းအစားတောက်ကြီးကြိုက်တာဖြစ်နေလုံကအဲ့အစကောင်အရန်ကြငယ်ကလေးက အဲဘဇွန်လေးကလည်းမှုင်းနေပြီနော်ငေယုတ်တီငေယုတ်တီအလော်ထောင်းတာလေးလည်းမှုင်းနေပြီဒါဟိုရဟဟင်းနေဆက်ပင်မဲ့ပါလိငေယုတ်တီတို့အဲ့လိုမျိုးတွေလော်ပြီးမှတုံးတာဆိုတော့ဘိုက်လုံးဝမနာဘူးနော်ဟုတ်ဘဇွန်လေးလည်းရပါတော့မင်းဒါဆိုဘဇွန်လေးရရင်အေးခံပြီးတော့အခွန်ခွာပြီးအတုံးလေးတုံးလိုက်ပါနော်ဟုတ်ကောကဲရပြီဟုတ်ဒါဆိုရင်အေးခံပါလားဘဇွန်လေးပါဘော်ဒီတက်ညက်လေးနဲ့ပါ ြားဟာလေးပြင်ထားလို့ရတယ်ဟုတ်ကဲ့ခွာရတယ်မကတ်ဘူးเนาะအချက်ကအနေထားအတော်ပဲရိုင်းအချက်လွန်သွားလို့တူးဝိုင်းလည်းခွာရရင်ကတ်သွားပစိုမကင်းလာဆိုမကုန်းစားချင်းနေအလုံးလုံးအခုဒီနေ့ကျွန်တော်အဓိကသုံးပြသွားမှာတော့ခနောကအစ်စ်ထုတ်ထားတဲ့ဗတ်စုံသုံးဟင်ခက်အရသာမုံလေးကိုသုံးပြီးတော့ချက်ပြသွားမှာပေါ့เนาะသူကကျတော့တခြား စားရိုဟင်းချုံမုံတို့ပချာဟင်းကက်အရသာမုံတွေဘာမှထက်ထည့်ကြရမလို့ပဲနဲ့သူတို့မျိုးနဲ့နဲ့အဆင်ပြေတယ်ပေါ့နော်သူတို့မျိုးနဲ့နဲ့အရသာလည်းပြီးပြည့်စုံတယ်အဲ့တော့အတုံးလေးတွေကိုဒီလိုလေးတုံးဆောင်ဟုတ်သူကလေအများကြီးလည်းထည့်ကြရမလို့တစ်ခါထဲတော့မှသူကတဇွန်လောက်ထည့်ရုံအဆင်ပြေပြီပေါ့နော်အသား10တားအောင်ဆိုရင်1 teaspoon ပေါ့နော်ဒီလိုဇွန်လေးနဲ့တဇွန်လောက်ထည့်ရုံအရသာပြီးပြည့်စုံတယ်ဒီတော့ effective ဖြစ်တယ်သူဘယ်လောက်ထည့်ရမလဲဆိုပြီးတော့အကျိုးစားကြီးကိုလည်းပဲဒီအထုပ်ပက်ကင်းကြီးရဲ့နောက်ကျောင်းမှာလည်းရေးပေးထားတယ်ဟုတ်အဲ့တော့ အမြဲတမ်းမိဖို့ကြောင့်နဲ့မရင်းနှီးတဲ့သူတွေအတွက်ဆိုလည်းအဆင်ပြေတာပေါ့နော်ဒီခရမ်းညင်ကြီးကိုကြတော့လေခရမ်းညင်ကြီးတက်တက်ဟိုပါပေါ့ယူရိုပီယံမှာဆိုဆာဆာပုံစံလေးပေါ့အဲအလိုမျိုးလေးတုပ်လိုက်မယ်အဲ့မှာတော့ကျွန်တော်ဒီငပိတို့ဘာလို့မထဲတော့ပေါ့နော်အဲဒီခနောရဲ့ပစုံတော်ခင်ခက်အရသာမုံလေးရဲ့ဗမာသီးလေးရဲ့နဲ့ညှစ်ပြီးတော့နည်းနည်းမြေုပ်သီးစိမ်းလေးနဲ့ပေါ့နော်နည်းနည်းလေးချင်းငန်ဇက်လေးတို့တော့တုပ်လိုက်မယ်ငပိတော့မထဲတော့ဘူးဒါပေမဲ့ ပြီးတော့ပစုံတုတ်တဲ့အချိန်မှာကျတော့ငပီလေးမိဖုတ်ထားတာလေးနေပါတုတ်လိုက်မယ်အဲ့တော့သူ့ရဲ့အဲရိုးရာလည်းမပြတ်တော့ဘူးအဲ့ဒါကိုမှထပ်ပြီးတော့ plain လေးရလည်းထပ်လာလေးနေဖြစ်သွားမှာနော်လုံတော့ကန်ကောင်းတာလေဒီဟာလေးဆိုလို့ရှိရင်ခနောဇုံဝက်လောက်ပဲလုံမယ်တဲ့နော်ဇုံဝက်လောက်ပဲလုံမယ်ဒါပေမဲ့ဒီနေ့ကတော့ဟိုပါပေါ့กินတော့ကတော့အရသာဘာမှမထည့်တော့ဘူးသူ့တဘာဝအရသာလေးအတိုင်းပဲပေါ့နော်ဒါပေမဲ့တုတ်တဲ့အချိန်မှာဆိုရင်တော့အဲ့ဒီခနောရဲ့အစ်စ်ထွက်ထားရဲ့ဗဆုံသုံးခင်းခက်အရသာမဟုတ်ဘူးနည်းနည်းလေးထည့်မယ်ဟုတ်နော်အဲ့ဒါချက်တုံလေးပြီးတယ်နော် ဲဆိုချက်သွန်လေးကိုနည်းနည်းလေးဖွာပြီးတော့လေအခုရေးလေးစေးပြီနော်ဟုတ်ဟုတ်လောက်ပါစေလေးနည်းနည်းလေးပို့ပြီးတော့အယောင်လေးလေးလှသွားအောင်စားရတာလေ texture နှမျိုးရတာပေါ့နော်ခရင်ညင်ဒီအတီးရနည်းနည်းနှမျိုးထည့်လိုက်ပါဘာလို့ဆိုတော့ခရင်ညင်ဒီကဒီအနီလေးကနည်းနည်းပြော့ရယ်ပေါ့အစိမ်းလေးကပိုကျွတ်တယ်ဆိုတော့ texture နှမျိုးရတာပေါ့နော်အဲ့တော့မှ color လေးလေးပို့လှပြီးတော့ texture လေးလေးနှမျိုးပေါ့နော်ကြွကြွလေးနဲ့ပျော့ပျော့လေးပေါ့ပျော့ပျော့လေးပျော့ပျော့ချွတ်ချွတ်လေးအဲ့လိုမျိုးရအောင်လို့အစိမ်းနဲ့အနီးနဲ့မျှတုံးလိုက် အဲဒါဒီခင်းညင်ဒီလေးကိုအရင်တုတ်လိုက်ဟုတ်ခနောတမျိုးနဲ့တုတ်ပါဦးခနောတမျိုးနဲ့တုတ်ဟာဒါကတော့သုံးခုဖျားပြီးတော့ထည့်မှာဆိုမြေကြီးကတော့နည်းနည်းလေးဖျားထည့်ပါတော့ဒီမွေးသွားအောင်လို့ချက်သမျိုးမိဖို့ပြီးထောင်းထားလေးပဲထည့်မယ်နောက်ပြီးတော့ဒါကတော့ဇက်လိုက်ပေါ့ခနောရဲ့အစ်စ်ထွက်ထားတယ်မဆုံသုံးခင်းခတ်ရတာပေါ့သူကအသား30တောင်းမှဒီလိုမျိုးဇုံးလေးနဲ့ဒဇုံးလောက်ပဲထည့်လို့ရတယ်ဒါဆိုဇုံးထည့်ထားရင်တော့နည်းနည်းလေးပဲထည့်လို့ရတယ်ဟုတ် အဲ့တော့အိမ်မှာပေါ့နော်ဟင်းချက်နေနဲ့အဲစားရည်ဟင်းချုံမုံနေကုန်သွားတာမျိုးလည်းမဖြစ်တော့ဘူးပေါ့နော်ဟုတ်တယ်တခြားဟင်းခက်အရသာမုံတွေမှမသိမလို့ဘူးပေါ့နော်အချင်းလေးတွေတန်ရာလေးလေးညှိမယ်နန်းနမီလေးနည်းနည်းလေးထည့်လိုက်ဟုတ်ကဲ့နန်းနမီချစ်သူများစကော့တန်ရာလေးနည်းနည်းလေးညှိပ်နော်မွေးတော့ခနောဟင်းခက်အရသာမုံကပေါ့ငန်ကိုကြိုက်ရင်တော့ကြိုက်တယ်လို့လူတို့ပူရှာလို့လို့ရတယ်အတော်ပဲလား ကဲမြည်ကြီးတော့အပေါငံတော့ပဲအပေါငံနဲ့အတော်ပဲအစတော့နည်းနည်းလေးပူပဲအဲဆိုတော့ဒီနောက်ခါကြီးကျရင်အစက်လေးကိုလျှော့လိုက်မယ်အဲဆိုကိုယ်စုစားတဲ့ခါကျရင်ဘယ်လန့်စ်ကညီအောင်ပေါ့အခုဒါဆိုရင်ကြက်တုံလေးဆက်ပြီးတော့တုပ်လိုက်နော်ဒီလိုမျိုးလေးပဲတုပ်ပါဒီလိုမျိုးလေးပဲတုပ်ဒါပေမဲ့ဒီထဲမှာကျတော့6ရွက်လေးနည်းနည်းလေးထည့်လိုက်မယ်ဟာနည်းနည်းမင်းနဲ့တမဲ6ရွက်လေးနဲ့တမဲထောင်းဆန်နိုင်မယ်ခလောင်းရဲ့ဖဆုံသောဟင်ခက်ရလာမုံလေးထည့်မယ်နော်ဆိုဆိုရလိုပဲ ဇွန်ပြားလောက်ကလေးထည့်ရင်ရပြီနော်ဟုတ်ကဲချက်တော့အရောတီးတိုင်းမီးမနေရောနော်ဟုတ်ဟုတ်ဒါဆိုရင်ပစ်ဆောင်လေးတက်လိုက်ပစ်ဆောင်တော့ဖို့အတွက်ကိုကြတော့ညပီးဖို့ညပီးဖို့လေးထည့်မယ်တမရလေးလေးထည့်မယ်နော် ေးနည်းနည်းပျော်သွားအောင်ဟုတ်ဟုတ်လဲနော်အဲ့မှာနေတော့လေကောင်းပါချက်တုံကြီးတောင်းနည်းနည်းလေးထည့်မယ်နော်ရုပ်တရကတော့နည်းနည်းလေး short နည်းနည်းလေးပဲထည့်ပေးတော့နော်ဟုတ်ဆိုတာဟိုလောက်ထားတယ်အစုံနေထည့်လိုက်ကဲဒီဝိုင်းနော်ခနောရဲ့ပတ်စုံသုံးခင်ခံမုံလေးချက်ပဲဒါပေမဲ့ဒီမှာငပိလေးလည်းနည်းနည်းလေးပါတယ်ဆိုတော့တော့သူ့အရင်ထပ်ပိုးပြီးနည်းနည်းလေးရှော့လိုက်ဒါပေမဲ့ကျွန်တော်တို့ကဒီပစုံကင်တော့ကြတော့ဗာရသမားထည့်မထားဘူးနော် တော့ဝင်နေပြီနော်အဲ့ဒါမြင်းကြီးပါမြင်းရင်းနဲ့လည်းကုံသွားတော့ခဏနေနောက်တစ်ခုထပ်ပြင်ခိုင်းတော့တစ်လုံးထပ်ပြီးပို့ချက်ကျွန်တော်တို့ရဲ့ဒီမြန်မာစားစာတွေကလေဒီကဟိုဟာကဘာအဆင့်မီရေပေါ့နော်ဒါပေမဲ့ presentation လေးပိုကောင်းသွားရင်တော့အဲ့လိုမျိုးပိုပြီးတော့တန်းဝင်တာပေါ့ထိုးဖောက်လို့ရတာပေါ့နော်အခုချက်တော်လေးတော်တော်ထည့်ပြီးပါပြီဆိုတော့ ခင်းကြီးလေးနှမေကိုတုတ်ထားလိုက်တယ်ဗျနော်ဟုတ်ရှောင်းရွက်ပြီးတော့နန်းနန်းပဲတလွာချင်းကြီးပေါ့နော် flavor လေးကြီးရာလေဒါပေမဲ့အရသာတော့ကိုယူရအတိုင်းပဲဟုတ်တယ်ကဲပို့ပြီးတော့လှသွားအောင်ဒါလေးကဆဆွားกินထားတဲ့ပစုံလေးပဲပေါ့နော်ဒါခင်းပွဲရင်ချက်တယ်ဆိုရင် waste မရှိလေတော့ကောင်းလေပေါ့အဲ့ဒါနော်ဒီနေ့ရခိုင်စတိုင်လေးထုတ်ထားတဲ့ပစုံလေးဖုတ်ထုတ်လေးရပါပြီ ကဲအခုကတော့စိတ်ဝင်စားဖို့အကောင်းဆုံးအချိန်ရောက်လာပါပြီ။မြင်းရဲ့ပိုင်းလေးဝင်လိုက်မယ်နော်။ဟုတ်။အမြင်လေးနဲ့စားပြီးဆိုအနံလေးနဲ့။ဝင်တာမလို့။ဝင်ပြီးတော့လုံးဝ fresh ဖြစ်တဲ့အနံလေး။อืมရလာတယ်။အချိန်ငယ်ဆက်ကို balance ဖြစ်နေတော့။ဇွန်လေးကလည်းထုတ်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  နောကနော်အစ်စ်ထုတ်တဲ့ဘတ်စုံသုံးဟင်းခက်အရသာမုံလို့ပြောရတဲ့အချိန်မှာနော်တကယ်သူတို့မျိုးနဲ့ပြည့်စုံလုံးလုံးငန်းပြားကြီးလည်းမလို့လိုက်ဘူးအချိုးမုံလည်းမလို့လိုက်စားလည်းမလို့လိုက်ဘူးနော်ဟုတ်တယ်အဲအောင်မှဒီလိုရတာတော်တော်ကောင်းကောင်းလေးထွက်လာတယ်อืม ကျွန်တော်တို့လိုမျိုးပစွန်ကင်တုတ်လေးနဲ့ကမ်းခြေကိုရောက်ချင်နေပြီလားအဲ့ဒါဆိုရင်တော့အခုပဲခနောကနေပြီးတော့အသစ်ထုတ်ထားတယ်ဗတ်ဆောင်သုံးဟင်းခတ်အရသာမုံလေးကိုဝယ်ပြီးတော့အိမ်မှာလိုက်ချက်ကြည့်လိုက်တော့เนาะကျွန်တော်တို့ Master of the Kitchen အစီအစဉ်ကနောက်အပိုင်းမှာဆိုရင်နောက်ဆုံး episode ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်အပိုင်းမှာဘသူတွေနဲ့ဘာဟင်းပွဲတွေချက်သွားမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်လုံးလုံးပဲဟင်းပွဲချက်ပြုတ်တဲ့ဟာစိတ်ဝင်စားတဲ့သူတွေအတွက်ခနောမြို့မှာ Facebook page မှာဟင်းပွဲချက်ပြုတ်ပုံအစင်းစင်းကိုအသေးစိတ်ဝင်ရောက်ကြည့်ရှုပြီးတော့ကိုယ်တိုင်မဲ့အိမ်မှာချက်ပြုတ်လိုက်ပါတတတတ